သာမြန်မာလူမျိုးတွေရိုးရာရင်ကျင်းမှုတွေထဲမှာပါဝင်တဲ့အမှုပညာတခုကိုဖုံးတော်ကြီးတွေပြန်လည်တော်မူတဲ့အခါမှာတွေ့ရလေးရှိပါတယ်။ဒါကတော့စုံငိုပြောအတတ်ပညာကိုအခြေခံလို့ပါဠိပတ်သားတွေထည့်သွင်းရွတ်ဆိုပြီးငိုချင်းခြာရတဲ့အေးရင်ကျူးခြင်းမှာဒီလိုအေးရင်ကျူးပြီးအတမွေးအကြောင်းပြုနေတဲ့မျိုးသမီးတယောက်အကြောင်းကိုဒီကနေ့ခက်ပြိုင်ကောက်ကြောင်းအစီအစဉ်ကထုတ်လင့်ပေးပါမယ်။မျိုးမင်းကတင်ဆက်ပေးထားပါရရှင်။ No! ရက်မှာဟိုပြောမယ်ဆိုလို့ရှိရင်ဒီအခုကြကြားတို့ခေါ်လိုက်တဲ့ဟာလာဒီကြကြားတို့ငိုပေးရမယ်အငိုငားတာပေါ့အဲ့လိုအငိုငားလိုက်တဲ့ဆရာတော်ကြီးကကြကြားတို့နဲ့တွေးလဲမတော်ဘူးတားလဲမဆက်ဘူးဘာမှလဲမတော်ဘူးဒါပေမဲ့အဲ့ဒါကိုဟိုဘောတာပြောမယ်ဆိုရင်ကို့မတာဖြစ်အောင်ပေါ့နော်ကို့ရဲ့ဟိုဘောကို့ရဲ့ဟိုနာရေးဖြစ်အောင်လှုပ်ယူပြီးတော့ဒါဟိုကြကြတော့ကမဟုတ်တာကိုအဟုတ်လှုပ်ပြီးတော့ ငိုရတာဖြစ်တဲ့အတွက်အမတန်နည်းနည်းတယ်အဲ့ဒီရောက်လာတဲ့ဒီမန်တက်ထဲကပြိတ္တတ်တွေအကုန်လုံးကအဲ့ဒီမင်းသမီးပေါ်မှာအော်ဒီဆရာတော်နဲ့ဒီမင်းသမီးနဲ့ကတကယ်ကိုอืมตาตมี้ပါလားလို့မြင်လာအောင်ကိုငိုတယ်လို့အဲ့ဒီပြိတ္တတ်တွေအကုန်လုံးကလိုက်ပြီးငိုလာအောင်အဲ့လိုလှုပ်ယူပါတာအဲ့ဒါကိုအင်းဂျူပညာလို့ခေါ်တယ်ဆရာတော်ตมี้ bat dan dak di sewodak tedong kumisik dan ye teh kah ကျူးပညာရဲ့မှာအရက်ကျူးဇက်ကျူးနတ်ကျူးဘရင်ကျူးဘီဂျီကျူးဆိုပြီးအရင်ကျူးပုံကျူးနည်းအမျိုးမျိုးရှိတဲ့အထက်ကကြားလေးစိတ်အတွက်ပရိသတ်တွေကိုစွဲဆောင်မှုအတွက်အကျိုက်ဆုံးအရင်ကျူးနည်းကတော့အရင်ကျူးကျူးဖြစ်ပါလေကျူပါကရားလေးစိတ်ဖွယ်ထားတယ်ပါလို့ဟုတ်ကဲ့ ုတ်တာအရှင်ကောရာမှုဓမ္မမုန်းနေဘက်တော့ကြားဥပါပါဟုတ်တယ်အဲ့ဒီဘက်တော့နေကျူးတာပရိသတ်ကိုဖန်ဆားနိုင်တဲ့ခွင့်ဟာအကြီးကြီးကျူးပေါ့အကြီးကြီးကျူးဆိုတာကအိုးဗကံမင်းလက်ထက်မှာကလေးကတို့ဖျားကြီးတို့ဖျားလေးတို့အကြီးကြီးလက်ထက်မှာတော့ကတို့ ထေရဝါဒဗုဒ္ဓကို သူတို့ကတွန်းလှန်နေတဲ့ပုံကိုယ်တွေပေါ့ဖျားသားတော့ဖျားခိုင်း မြတ်စွာဘုရားကိုသူတို့ကအလေးမထားတဲ့သူတွေရင်ငုတ်မီးလုံတုံးခုံဇေခတ်အဲအဲ့လိုပုံကိုယ်တွေသူတို့ကိုပဲလှူရမယ်သူတို့ကိုပဲလေးစားရမယ်သူတို့ကိုပဲကြည်ညိုရမယ်ဆိုတဲ့အဲအဲ့လိုပုံစံမျိုးနဲ့ကြကြတော့ပရိသတ်တွေကိုအချောက်ချားတွေနဲ့အဲ့လိုဝင်ကျူးပလိုက်တဲ့ခါကျတော့ဟာဟိုဘက်မန္တန်မှာရောက်နေတဲ့ပရိသတ်တွေအကုန်လုံးဟာဝုံတိုင်းဝုံတိုင်းနဲ့ဆိုတဲ့ခါကျအင်ဂျူကြားလေးစိန်မန္တန်ထဲရောက်လာအောင်အဲ့လိုကြားလေးစိန်မန္တန်ထဲကိုရောက်လာတော့မှအဲ့ဒီအကြီးကြီးတွေကိုငိမ့်ဆိုပြီးတော့ခိုင်းပြီးတော့မှကိုလှုပ်ချင်တဲ့ ရိသတ်ကိုကိုတင်ပြခြင်းနဲ့စာတွေအလောင်းပိုက်တွေအဲအဲ့လိုမျိုးပေါ့ဒါရဲ့အေးရင်ကျူးတွေဆွေးရင်ကျူးတွေပေါ့အဲ့လိုကဏ္ဍတွေနဲ့ပရိသတ်ကိုပြန်ဆွဲယူတာရမ်းခက်ခဲတယ်အင်ကျူပညာလေးပင်လဲပင်မနဲ့တာဘောဖြစ်ဖြစ်လို့တော့ပြည်ပြိုးလာလားဘလို့တော့ဖြစ်ပြီမှာအလောင်းဖြတ်ဖို့ဟုတ်ပြီဟာလာစိတ်အတီးပြီအေးကြီး ဲ့ငါတို့မနမာဘူးဆိုတော့ငါတို့နှိမ့်ချတယ်ဇလုံးနေဟုတ်ကဲ့ဟောဖိနေတာလားဒီဘက်ဒီဘက်အင်းကျူပညာရဲ့ဟာအစိုးအငုံအပြောသုံးခုစလုံးပိုင်နိုင်မှုလို့တလို့ဘုံကြီးပြန်ဖြစ်တဲ့အတွက်ပါဠိပတ်သားတွေကိုလည်းထည့်သွင်းပြောဆိုတိုင်မှုလိုပါတယ်ဟ စ်တဲ့ဝိဇာရာပိတိဒုက္ခပရာပရိမဆယဝိဘာဝိနေဝိပင်တီဃာ၌သူမင်္ဂလာရှိရှုမမျောလိုက်တော့ဥရဏောတင်ခဲ့တာကတင်ကြတဲ့ခန္ဓာအနိစ္စငမ်းတော့ဘူး။တန်ငါးစင်ပေါ်မှာကြည်နေတာတွေကအနိစ္စအနိစ္စဆရာတော်တွေကြီးပဲ။ဒီဆရာတော်တွေကဘယ်လိုပုံစံနဲ့ကြည်တာလဲ။ဒီမင်းသမီးဘလောက်တက်တယ်လဲဆိုတော့စိတ်နဲ့ကြည်တာ။အဲ့ဒီခါမှာဟိုပါပေါ့ ပါဠိဆိုတာလေဘုန်းကြီးတွေကဝါစာထားတာတက်ပြီးသားအဲ့ဒီဘုန်းကြီးတွေရှေ့မှာကြာကြာတော့ကပြောမယ်ဆိုရင်အဲ့ဒီပါဠိတွေကိုရွတ်ပြနေစရာမလိုတော့နဲနဲ့အများပေါ့တပုတ်စာနှစ်ပုတ်စာဒီမင်းသမီးကပါဠိကိုလေဒီလိုကျွန်းကျွန်းကျင်ကျင်လေးတက်ပါတယ်ဆိုတာလေးကိုရွတ်ပြလိုက်ုံနဲ့ဒီဆရာတော်ကဒီမင်းသမီးရဲ့အတိတ်နဲ့ကိုအဲ့ဆရာတော်တွေအကုန်သိတယ်ဟုတ် အင်းကျူမင်းသမီးအနေနဲ့အင်းရင်ကျူပေးဘူပေးရမယ့်ဖုန်းကြီးကိုကွဲနေကြမှာတွေးရမြင်ရတာပါဒါကြောင့်သူများနာရေးကိုကို့နာရေးဖြစ်အောင်ပြပြပြင်းငိုဖို့အတွက်ပြန်လွန်တော်မူသွားတဲ့ဖုန်းကြီးရဲ့ထေရုတ်ပတ္တိနဲ့အလေးအထကိုသိအောင်လေ့လာဖို့အချိန်နည်းတာဟာလေအင်းရင်ကျူမင်းသမီးအတွက်စိန်ခေါ်မှုတစ်ခုပါပဲရတော့ရည်ထီလို့ပတ်တီမေးရမယ် ောက်တခါဆရာတော်ကြီးကဘာတွေကြိုက်တက်လဲတရားဟောတဲ့ခါကျရင်တက္ကရာကမတွေကိုစပြီးတော့ဘလူလေးများအင်းမိန်ခွန်းစချွေခဲ့တယ်လဲပေါ့ဟဲ့အဲ့ဒါမျိုးလေးတွေကြာကြာတော့ကတိမငိုလို့ကောင်းတာဟုတ်တခါလေးလေးကြာမေးချိန်မရမေးချိန်မရတဲ့အခါကျလို့ရှိရင်ဒီပြိသက်ဒီဆရာတော်ကြီးနဲ့ပတ်သက်ပြီးတော့သူတို့နှလုံးသားတွေတိုက်ရိုက်ထိသွားနိုင်တဲ့စကားလုံးကိုမမေးပင်မဲ့ ထိသွားမဲ့စကလုံးကိုကိုသုံးနိုင်အောင်ကြိုးစားရတာပေါ့။ဘာဘုံကကြိုက်တတ်တယ်လေ။ကိုပြင်ပုံကြီးကငချောက်ဆိုရင်ငရမ်းချောက်ဆိုရင်တအားကြိုက်တာ။အကောင်ကြီးပါ။အဲပြင်ပုံကြီးငရမ်းချောက်ကလေးကြိုက်တော့ဘာဖုံးစားဖို့ပြင်ပုံကြီးငရမ်းချောက်ကလေးလည်းကျမဝယ်တယ်။ပြင်ပုံရတာပေါ့။ပြီးတော့ဘာဖုံးကတခါတလေကြလို့ရှိရင်သမီးဘာဖုံးကလေကျမရေတော့ကောင်းပါတယ်သမီးရ။ဒါပေမဲ့ဟိုဘုံခြေသလုံးလေးတွေညောင်းလုံးလို့ပါတမိရဲ့နှိပ်ပေးစားမှာကျမလေး ဘာဖုံးကြိုက်တတ်တယ်ဟိုရှမ်းစေးလေးတွေလည်းဝဲလာလိမ့်စေးလိမ့်စေးဟုတ်တယ်ဟုတ်တယ်ပြီးတော့ဘာဖုံးကတင်ငန်းဆိုလဲအညိုလေးမှကြိုက်ဟုတ်ပါရဲ့အဲ့တော့ဘာဖုံးကြိုက်တဲ့တင်ငန်းညိုလေးလည်းကျမဝဲတယ်နှစ်စင်ဘာဖုံးကိုတော့တော့ပြီးကျမကတော့အေးဟာငါတို့မင်းမီ40ဆယ်ရဖခင်ဟာဆက်စရာတူပါဒါကြောင့်ခလေးဘွားတွေကအနည်းသက်သွေနဲ့ရင်းနှီးကျွမ်းဝင်ခဲ့ပြီးဘဝပေးကုသိုလ်ကံကြောင့်ငငယ်ရွယ်ရွယ်နဲ့အငိတ်မင်းသမီးအနေနဲ့အသက်မွေးဝမ်းကြောင်းခဲ့ရသူဟာ မမရဲ့ဘေကဇက်ကြီးတစ်ဇက်ကိုတီထောင်ထားတဲ့ဇက်စရာကြီးပေါ့အဲ့ချိန်မှာဘလို့ခုံလဲတားရဲ့ဟိုဇက်သမားအခက်ခဲတွေမင်းသမီးမင်းသားအခက်ခဲတွေအဲ့လိုဖြစ်တဲ့အခါကျတော့ကြကြမိဘကိုကဲချင်းတယ်အဲ့တော့ကြောင်းနေရင်ကနေပြီးတော့ကြကြအဲ့လိုမျိုးပေါ့ကလေးဖြစ်ပင်မဲ့ပေါ့အဲ့လိုအပြိုတယောက်ဖြစ်လာအောင်အတုတွေတက်ပြီးတော့ကြကြပြက်ဆက်တွေပါလေတက်ကြတယ်အဲ့အရွယ်လေးကမိဘကိုကြကြအချိုးပြုတ်ခဲ့တယ်ပေါ့ ဖေဖေကကြာကြာ73နှစ်သမီးမှာဆုံးသွားတဲ့အခါကျတော့ကြံခဲ့တဲ့မေမေမိသားစုကိုကြာကြာတာဝန်ယူပြီးတော့အဖေနေရာမှာပခုံးထမ်းထားတာပေါ့ဆရာတော်ခန္တန်တော် င်ကျူတာကြကြ၁၄နှစ်သမီးမှာပေါ့အဲ၁၄နှစ်သမီးမှာကြကြကိုအင်းကျူစတင်ပေးခဲ့တဲ့ဆရာကဆရာဖုံးကြီးဆရာဖုံးကြီးကတင်ပေးတဲ့အခါကျတော့သမီးအင်းကျူရမယ်ပေါ့ကြကြကလည်းကြကြအရန်ကြောက်တတ်တယ်ကြောက်တတ်တဲ့ခါကျဖုံဖုံသမီးကအင်းရဲ့မကျူးချင်ဘူးသမီးကအလှူတို့ထီးတင်တို့ဗိသိက်ခန်းတို့ ဒီလိုမျိုးပဲတမီအငိမ့်ငန်းတို့ဒါမျိုးပဲတမီကကြင်ပါတယ်ဆိုတော့ဖုံးမကလက်မခံတမီတဲ့အင်းဂျူပညာရက်ကအမတန်နဲ့နဲတဲ့အဲ့တော့အင်းဂျူရမယ်တဲ့ဆိုပြီးတော့ကြာကြာကိုဖုံးမကနေပြီးတော့အင်းဂျူပညာတွေသင်တယ်အဖေကြီးအဖေကြီးဘူးတမီးရဲ့မကြောက်ဘူးကွယ် ခင်ဖြစ်သူဒေါ်အောင်မြတ်ကတော့သမီးဖြစ်သူကြားလေးစိန်ကိုအခုလိုမျိုးမင်းသမီးတလက်ဖြစ်လာလိမ့်မယ်လို့မျှော်လင့်ခဲ့တာမဟုတ်ပါဘူး။မမျှော်လင့်ခဲ့ပါဘူးဖြစ်စေချင်တာတော့ဆရာဝန်ဆရာမအကြောင်းဆရာပေါ့နော်။အဲ့ဒါလိုဖြစ်ခဲ့တာဖအေးကတော်တော်ဝါသနာပါတယ်ချေလောက်ပေါ့။သူ့အဖေဝါသနာပါတာကြောင့်သူအဲ့ဒါလိုမင်းသမီးဖြစ်ခဲ့တာ။ဘာလို့စစ်သားခင်ဗျာကျွန်တော်ကမထဲကလူတွေတကဝေးနေတယ်တဲ့ဟိုကမြတ်ကမြတ်သားပြစ်တာဒီလိုတစ်ဖက်တည်းပြည်နေတာကဒီလိုဆွဲပြစ်တာသူပေါ့မထီးဘူးတဲ့သူ ဆောက်ကြများနေတယ်လေလူလေလူလေလူလေများတာဟုတ်ပါဟုတ်ပါရင်ကျူးပညာရမှာမင်းသမီးကအဓိကကြတယ်ဆိုပေမဲ့လည်းသက်ဆိုင်ရာဇက်ကွက်လိုက်ပတ်မိုးကူညီသူတွေရဲ့အရေးချင်းကလည်းအရေးကြီးပါတယ်။ဝိုင်းရင်သဘာရင်တွေပါလေလေအရင်ကျူးဘွဲဟာပရိသတ်ကိုဖန်ဆားနိုင်လေလေအမှုပညာကြီးမြင့်လေလေပါပဲ။ကျမလက်ခံတာရန်ကုန်မြို့ပေါ်ဆိုရင်အနိုင်ဆုံး၈သိန်းခွဲ အနေဆုံးပေါ့တခါတလေကျတော့လေဆရာတော်တွေကရှင်းတ်တဲ့အခါကျတော့ဟိုတားတို့တည်တယ်မလားဟိုမအူပွဲတော့ဆိုဆရာတော်တွေကနှစ်သိန်းခွဲသုံးသိန်းအဲ့လိုမျိုးချီးမြှင့်တဲ့ပွဲမျိုးကြရင်ကိုရတာပေါ့ကြကြလူကောင်းသုံးတာဟုတ်အကယ်မီမြမပြေချောက်စိမ့်လို့အကယ်မီဦးမောင်ကြီးကြီးတို့ နေတွေပါဒီဆိုလို့ရှိရင်တော့ကြာကြာဟွာပေါ့စနေသိန်းစငါသိန်းဟိုတနှစ်ကတော့တဝဲကိုတိန်အစိတ်ပေါ့အဲ့လိုမျိုးလေးပေါ့တာရဲ့ကိုအတွက်ကြမ်းတဲ့ပွဲလေးလည်းရှိတယ်မကြမ်းတဲ့ပွဲလည်းရှိတယ်အေးဂျူမင်းသမီးဂျာလင်းစိန်အနေနဲ့တနှစ်ကိုအများဆုံးအနေနဲ့အင်းရင်ကျူးပွဲ30လောက်ထိကာရလေးရှိပါတယ် အင်းရင်ကျူရာဟာသူများပူကိုကို့ပူလုပ်ပြီးအငှားငိုရတာကြောင့်ပွဲဆက်များလေလေအင်းရင်ကျူမင်းသမီးအတွက်ပင်ပန်းလေလေပါပဲအရွယ်ပါကြာသွားတာတဲ့အရန်ပင်ပန်းနေဘာဖြစ်လို့လဲဆိုတော့ကြာကြာနဲ့မှဗမမသွေးမတော်သားမဆက်တာအဲ့အရာကိုကြာကြာပြောမယ်ဆိုဒီရင်ထဲကထုတ်ရတာလေဆရာတော်ဘုရားအင်းကျူတခု ပြီးပြီဆိုတာ ਨੇ လို့ရှင်ဘတ်တင်နာတယ်အရှမ်းပင်မသေရတော်ဖရရဲ့ဟောရီတပည့်များနဲ့အသက်၁၄နှစ်သမီးအရွယ်ကလေးကမိသားစုတာဝန်ကိုထမ်းဖို့အရင်စင်ပေါ်တက်ခဲ့ရတဲ့အင်းရင်ကျူးမင်းသမီးကြားလေးစိတ်ဟာအခုအခါမှာတော့အင်းရင်ကျူးတဲ့နေရာမှာအအောင်မြင်ဆုံးမင်းသမီးတွေထဲမှာတယောက်အပါအဝင် ဖြစ်နေပါပြီ။ပရိသတ်က တဲပေးတဲ့ထမင်းအိုးကြီးလဲဟိုလှလှပါပါစီဦးတော်ဘတ်ဖြစ်သွားပြီပရိသတ်ကတီဆောက်ပေးထားတဲ့ဘဝလဲလှပါနေပါပြီပရိသတ်ကြီးကိုလည်းအရန်ကျေစုတင်ပါတယ်ဟုတ်ကဲ့ကျမရဲ့အင်းဂျူကနာပြီးဆုံးပြီမို့ဟိုးတောင်ကပယံကြောက်ပါလားစီကတောင်ကပယံကြောက်ပါစီကပုံနာတယောက်တထောက်မင်းမူတော့ရွာသားတို့ကျမမြောင်မင်းဦးတန်နာခံရင်စိုက်မယ် ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဘဝဇလန်တွေကိုခေပြိုင်ကောက်ကြောင်းအစီအစဉ်ကအပတ်စဉ်ထုတ်လင့်ပေးနေပါတယ်ရှင်။ထုတ်လင့်ပြီးသားအစီအစဉ်တွေကိုပြန်လည်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ခေပြိုင်ကောက်ကြောင်း Facebook မှာဝင်ရောက်လို့ကြည့်ရှုနိုင်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့အီမီဆန်ပါ။